တက္ကသိုလ်ရဲ့ဥပဒေမေဂျာတတိယနှစ်မှာလူအခွင့်ရေးဘာသာရပ်ကိုထည့်သွင်းသင်ကြားဖို့ပညာရေးဝန်ကြီးဌာနကအစီအစဉ်နေပါတယ်ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်လူခွင့်ရည်နဲ့ပတ်သက်ပြီးရခင်ကအပြည်ပြည်ဆိုင်ရာဥပဒေပါရယထဲမှာအပိုင်းသမားအနေနဲ့တာပါဝင်နေတဲ့အတွက်တက္ကသိုလ်ဥပဒေတန်းတတိယနှစ်မှာတည်တံ့ဘာသာရအနေနဲ့ထပ်သွင်းမှုစီစဉ်နေကြတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတက္ကသိုလ်ဆလီကူက ဥပဒေနဲ့ပတ်သက်တဲ့ဆရာဆရာမတွေကိုရန်ကုန်မြို့မှာလူခွင့်ရေးကော်မရှင်ကစီစဉ်မှုနဲ့တုံးရကြအလုပ်ကိုဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။လူခွင့်ရေးဆိုတာလူတိုင်းနဲ့သက်ဆိုင်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့လူခွင့်ရေးဆိုင်ရာဥပဒေရလဲဒါအကောက်ွယ်ဖို့လိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်ကအရင်တော့ကတော့ဒါဟိုပြပဆိုင်ရာဥပဒေပါတဲ့အထက်မှာအပိုင်းတစ်ပိုင်းအနေနဲ့ပဲပါပါရဲ့။ဒါပေမဲ့အခုကတော့တက်တက်ပေါ့နော်မယူမနေရဟိုစပ်ပေါ့ဘာသာရက်တစ်ခုအနေနဲ့ဟိုမှာဆိုတတိယနေ့မှာထည့်သွင်းပြီးတော့တင်ကြပေးဖို့အဲ့ဒါအတွက်ပါ အဲဒါကြောင့်မလို့ဒီ workshop လုပ်ရတာဟုတ်ကဲ့မြန်မာနိုင်ငံမှာလူခွင့်ရင်နဲ့ပတ်သက်ပြီးသိရှိမှုအားနည်းနေတဲ့အတွက်ကျောင်းသားကျောင်းသူတွေအနေနဲ့မဖြစ်မနေသင်ကြားသင့်တယ်လို့လည်းတက္ကသိုလ်ဆရာတွေကပြောကြားကြပါတယ် Human Rights Day နဲ့ပတ်သက်တဲ့ကျွန်တော်အချက်တွေတော်တော်များများပြီးကျွန်တော်တို့တောင်းပါပဲသင်ခဲ့ရတဲ့ပုံစံတစ်ခုမဟုတ်ဘူးအဲ့တော့ခုအချိန်မှာကျွန်တော်တို့ဒီ Human Rights ဒီဘာလဲဆိုဒီမိုကရေစီနိုင်ငံနေအနေနဲ့အများကြီးလိုအပ်တယ် အများကြီးတီးဖို့လိုသလိုကျွန်တော်လည်းတီးဖို့လိုကြောင်းသားကြောင်းသူတွေတီးဖို့လိုတယ်တက္ကသိုလ်ဥပဒေမေဂျာရဲ့တတိယနှစ်မှာလူခွင့်ရေးပါတရားကိုထပ်တွင်တင်ကြားဖို့အတွက်ပညာရေးဝန်ကြီးဌာနကခွင့်ပြုထားပြီးလာမယ့်2016-2019ပညာသင်နှစ်မှာထပ်တွင်ဖို့အတွက်ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်တင်ယွန်းညွန်နိုင်ရေးဆွဲမှုကတော့မြန်မာနိုင်ငံလူခွင့်ရေးကော်မရှင် Chef C နဲ့မဟီရောတက္ကသိုလ်စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဥပဒေသင်တန်းဆရာဆရာမတွေကရန်ကုန်မြို့မှာဇူလိုင်25ရက်နေ့ကနေ28ရက်နေ့ထိဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ